မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုခန်းစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အဖြစ်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဖျားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံချမ်းခန်းကြီး41အပိုင်ငယ်71ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အကျွန်ုပ်ဤရန်သူသည်အကျွန်ုပ်အားမနိုင်ကြောင်းကိုထောက်၍ကိုယ်တော်သည် အကျွန်ုပ်ကိုမျက်နှိုးတော်မူသည်ဟုသိရပါ၏ဒီနေရာမှာစာလံဆရာကြီးပြောတဲ့စကားလေးကိုသဘောကျပါတယ်ဘုရားသခင်က ကျွန်တော်ကို မျက်နှိုးချောင်းကျွန်တော်သိတယ်တဲ့ဘာကြောင့်သိလဲဆိုရင်ကျွန်တော်ကိုယန္တုလက်ထဲမှာမအပ်တဲ့အတွက်ကြောင့်ယန္တူတွေက ကျွန်တော်ကိုမနိုင်တဲ့အတွက်ကြောင့်ဒီအကြောင်းအရာကိုကြည်ချင်းအားဖြင့်ကျွန်တော်ဟာကိုရောရဲ့မျက်နှိုးချင်းကိုခံရတဲ့သူဖြစ်ပါတယ်လို့ သူကဒီလိုမျိုးကောက်ချက်ဆွဲတာတွေ့ရပါတယ်။ဒါကအင်မတန်မှကျွန်တော်တို့အတွက်ခွန်အားယူစရာ ဖြစ်ပါတယ်။ဒီနေ့ထိ အသက်ရှင်နေရခြင်းအခွင့်ကိုဘုရားသခင်ကျွန်တော်တို့ပေးထားတာကျွန်တော်တို့ကိုမျက်နှိုးလို့ချစ်လို့ဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။ဒီနေ့ထိ အမှုတော်ထဲမှာပါဝင်ခွင့်ရသေးတာကလည်းဘုရားခင်ကကျွန်တော်ကိုချစ်လို့မျက်နှိုးလို့ဖြစ်ပါတယ်။ပျက်စီးဆုံးရှုံးခြင်းတို့မရောက်သေးပဲနဲ့ရန်သူရဲ့ကြော့ကွင်းတွေကို မြင်တွေ့ရတဲ့အခွင့်နဲ့အတူအဲ့ဒီကြော့ခွင်းတွေကိုကြော်လွန်အောင်မြင်ရတဲ့အခွင့်ကို ရနေတာကလည်းဘုရားသခင်ကကျွန်တော်ကိုချစ်လို့မျက်နှိုးလို့ဖြစ်တယ်ဆိုတာကို နားလည်သိရှိရပါတယ်ချစ်တော်မိဘညီကို မောင်နှမတို့ကျွန်တော်ရဲ့ဘဝမှာဘုရားသခင်ကျွန်တော်တို့ကိုချစ်ကြောင်းမျက်နှိုးကြောင်းတန်ဖိုးထားကြောင်းသိနိုင်တဲ့သက်သေလက္ခဏာတွေများစွာ ရှိပါတယ်ဒါတွေကိုကြည့်ခြင်းအဖြစ်ဘုရားသခင်ကကျွန်တော်ကိုချစ်တယ် မျက်နိုးတယ်ဆိုတာကို ကျွန်တော်တက်အပ်သေးချာနားလည်သိရှိဖို့ရအတွက်လိုအပ်ပါတယ်ကျွန်တော်ဘာကိုသွားပြီးတော့မှတတိယလဲဆိုတော့ဂီတောင်ရဲ့အကြောင်းကိုတတိယပါတယ်ဂီတောင်ကိုဘုရားသခင်ကအသုံးပြုမယ်ဆိုတော့သူအောင်းနိုင်မယ်မအောင်းနိုင်ဘူးဆိုတာကိုသိရဖို့ရန်အတွက်ဘုရားသခင်စီမှာသူကတက်တည်တောင်းပါတယ်ဝါကွန်းဆိုပြီးတော့မြေကြီး၆ပါးစီလို့သူကအဲ့လိုမျိုးတက်တည်တောင်းတော့ဘုရားကတက်တည်ပေးပါတယ် တပံဖျားသခင်စီမှာဝါကွန်6ပြီးတော့မှမြေကြီးစိုးပါစေလို့တောင်းပြန်တော့လေဖျားသခင်က तू ပြောတဲ့အတိုင်းလုပ်ပေးပါတယ်ဒီလိုနဲ့ तू ဟာရန်သူတွေကို အောင်းနိုင်မဲ့စစ်သူကြီးအဖြစ်သူ့ရဲ့အသက်တာမှာစိတ်ချလက်ချဖြစ်သွားတယ်ဆိုတာကိုတွေ့ရပါတယ်ကျွန်တော်ရဲ့ဘဝအသက်တာမှာလည်းကျွန်တော်တို့ပေါ်မှာဖျားဘာအလိုတော်ရှိသလဲဘာဖြစ်စေချင်တာလဲဖျားခင်ကျွန်တော်ကို အလိုရှိတဲ့အရာကိုတတ်သိပြပါလို့တောင်းရင် ဘုရားခင်ကတတ်တည်ပြမှာပဲဖြစ်ပါတယ်ကျွန်တော်လုပ်နေတဲ့အလုပ်တွေအောင်မြင်ဖို့မအောင်မြင်ဖို့ကျွန်တော်သွားတဲ့လမ်းမှန်မှမှန်ကျွန်တော်ရဲ့ဘဝမှာရွေးချယ်တဲ့အရာတွေကဘုရားခင်အလိုတော်ရှိမရှိဒါတွေကျွန်တော်သိနိုင်ဖို့ရန်အတွက်ဘုရားရဲ့တတ်တည်ကိုကျွန်တော်တောင်းလို့ရပါတယ်ဘုရားခင်ကျွန်တော်ပုံမှာပြုတဲ့တတ်တည်တွေကိုကြည့်ပြီးမှဘုရားလိုလိုရှိမရှိဘုရားသခင်ကျွန်တော်တို့ကိုမျက်နှိုးလားမမျက်နှိုးဘူးလားဒါကိုကျွန်တော် အသေးအချာတည်နိုင်တယ်ဆိုတာကိုနားလည်သိချင်ပါတယ်။ဘုရားခင်ကျွန်တော်တို့ကိုချစ်ကြောင်းတေချာတဲ့လက္ခဏာကတော့လောဝါကတိုင်ဖြစ်ပါတယ်။တာတော်ရင်ကိုမနှမျောပဲစွန့်တော်မူသောဘုရားသခင်ကကျွန်တော်တို့ကိုချစ်တယ်ဆိုတာကိုလောဝါကတိုင်အားဖြင့်တတ်သိပြခဲ့ပြီးဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့တန်တရားရှိစရာမလိုပါဘူး။နေ့စဉ်ဘဝအသက်ရှင်တဲ့အခါမှာလည်းဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိမရှိကိုလည်းဒုံနည်းကောင်းပဲ သက်သေတောင်းလို့ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ဘုရားသခင်ကတင့်ကိုရောကျွန်တော်ကိုရောမျက်နှိုးတော်မူတာအသေးချာပဲဖြစ်ပါတယ်ရန်သူတွေကျွန်တော်တို့ကိုလုံးဝမနိုင်ရဘူးကျွန်တော်လုံးသမျှအောင်မြင်ရတဲ့အခွင့်ဘုရားသခင်ကပေးမယ်ကျွန်တော်တို့ပုံမှာမကောင်းကြတဲ့သူတွေလည်းအထမြောက်ရမှာမဟုတ်ဘူးကျွန်တော်တို့ကရန်သူရှေ့မှာစပွဲခင်းရတဲ့အခွင့်ကိုရမယ်ကျွန်တော်တို့ဟာစိမ့်လန်းသောအရက်ကိုဘုရားသခင်ပို့ဆောင်ပေးမှာဖြစ်ပါတယ် ျွန်တော်တို့ကိုဗိတ်သိပ်ပေးပြီးတော့မှကျွန်တော်တို့နဲ့အတူရှိကြောင်းအမြဲသက်သေထူမဲ့ဖရာဖြစ်ပါတယ်။ဒါကြောင့်ဘုရားခင်ကျွန်တော်တို့ကို အစဉ်မြတ်နိုးတော်မူတဲ့အစဉ်ကြည်ရှုဆောင်မတော်မူတဲ့ဖရာဖြစ်တယ်ဆိုတာကိုယုံကြည်စိတ်ချနိုင်ပါတယ်။ဘုရားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုရောကိုကျေးဇူးတင်ပါတယ်။ကိုရောကျွန်တော်တို့ကိုမြတ်နိုးတော်မူကြောင်းသိပါတယ်။ဒီနေ့ထိတိုင်အောင်အသက်ရှင်ခွင့်ပေးထားလို့လေကိုရောကိုကျေးဇူးတင်ပါတယ်။ နားမတော့ပုံကြည့်ပါစေဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောမျက်နိုးတော်မူเจ้าကိုတက်အပ်သေးချာတည်နိုင်တဲ့သက်တည်များကို ပေးတော်မူပါသူတို့ရဲ့ဆုတောင်းခြင်းကိုနားကြောင်းတော်မူပါသူတို့နဲ့အတူရှိ၍ရန်သူကိုအောင်းရတဲ့ခွင့်ပေးပါတနေ့တာလုံးလက်ဝဲအနှံနဲ့ပုံကြည့်ခြင်းဂုံပြုခြင်းအလုံးစုံကိုပေး၍သခင်ယေရှုခရစ်တော်နာမ၌တနေ့တာကိုဆက်ကအနှံဆုတောင်းပါ၏အာမင်